သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ဂျွန်လ14ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လမ်မတော်နဲ့ကမာရွတ်မြို့နယ်တို့မှာရဲတပ်ဖွဲ့နဲ့ပြူစော်တီများအကြားပစ်ခတ်မှုဖြစ်သည့်အထိရုံရင်ဆန်ခတ်မှုဖြစ်ပွားပြူစော်တီတချို့ကိုရဲကဖမ်းပေးမယ်လဲတပ်ကပြန်လွှတ်ခိုင်းခဲ့ကြောင်းသတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်နဲ့ကမာရွတ်မြို့နယ်တို့မှာရဲတပ်ဖွဲ့နဲ့ပြူစောတိများအကြောင်းပြစ်ခတ်မှုဖြစ်သည့်အထိအချင်းများရန်ဖြစ်မှုများပေါ်ပေါက်လာကြောင်းတပ်တရင်အရင်မြစ်တချို့နဲ့ဒေသပြည်သူများထံကနေသိရှိရပါတယ်ယမန်နေ့ဇွန်လ23ရက်နေ့ည8:30မိနစ်အချိန်မှာလက်မတော်မြို့နယ်ဂျန်ရှင်မော်တင်အနီးမှာရဲတအုပ်ကိုပြူစောတီအဖွဲ့ဝင်6ဦးကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းရင်းနောက်ရဲများထပ်မံရောက်ရှိလာပြီးပြူစောတီအဖွဲ့များကိုပြစ်ခတ်ဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ကြောင်း ရဲတအုပ်နဲ့ပြူစောတိအဖွဲ့ဝင်တအုပ်တို့ကြောင့်မြို့သမီးကိစ္စနဲ့ပတ်သက်ပြီးအချင်းများရမှအုပ်စုလိုက်တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အမျိုးသမီးကိစ္စပြူတွေနဲ့ရဲတွေရန်ဖြစ်တာပြူတွေဆိုပေမဲ့လူမိုက်တွေပဲအခုလူမိုက်တွေကိုပြူစောတိအဖြစ်တက်ကခေါ်တုံးနေတာအမျိုးသမီးကပြူတအုပ်နဲ့ရီစာလိုလိုဘာလိုလို EC ကလီတွေလုတ်ပြီးငွေကြီးနဲ့ပစ္စည်းစရာကြော်ခွလိန်လေသွားတယ်။အဲ့ဒါကိုပြူတွေကမကျေနပ်လို့အမျိုးသမီးကိုရှာနေတဲ့အချိန်အဲ့ဒီအမျိုးသမီးနဲ့ EC ကလီလုတ်နေတဲ့ရဲကလာအကာအကွယ်ပေးပြီးဖြစ်ကြတာ။ မနေ့ည၈နာရီကျော်လောက်မှာတနက်တန်တွေကိုဂျန်ရှင်မော်တင်နာမှာနေတဲ့ပြည်သူတွေအားလုံးကြားလိုက်ကြတယ်လို့လမ်းမတော်မြို့နယ်အနီးနေထိုင်တဲ့ဒေသတရင်အရှိမြစ်ကပြောဆိုပါတယ်။ယမနီလမ်းမတော်မြို့နယ်ဂျန်ရှင်မော်တင်အနီးမှာပြူအဖွဲနဲ့ရဲအဖွဲများအကြားတိုက်ခိုက်မှုမှာပြူစောတီနှုတ်တနက်ဒဏ်ရာရရှိခဲ့ပြီးရဲတအုပ်မှလည်းဒဏ်ရာအပြည့်အထက်ရရှိကြောင်းသိရှိရပါတယ်။အလားတူမေလ25ရက်နေ့ကလည်းကမာရွတ်မြို့နယ်ရဲစခန်းမှာပြူစောတီခေါင်းဆောင်အုတ်ချူရေးမှုထံမှလိုင်စင်မဲ့စိုက်ကဲကိုရဲကဖမ်းဆီးမှုနဲ့ ပြူစောတိအဖွဲ့နဲ့ကမာယုမျိုးနဲ့ရစ်တပ်ဖွဲ့များအကြားပြစ်ခတ်မှုဖြစ်ပွားသည့်အထိယုံရင်စံခတ်မှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။မေလ25ရက်နေ့လိုင်မျိုးနဲ့ရှစ်ရက်ကအုတ်ချုပ်ရေးမှုလည်းဖြစ်ပြူစောတိခေါင်းဆောင်လည်းဖြစ်တဲ့စံထေးရဲ့မိမစီးနှင်းလာတဲ့လိုင်စင်မဲ့စိုက်ကဲကိုကမာယုမျိုးနဲ့အတွင်းကမျိုးနဲ့ရဲများကဖမ်းဆီးခဲ့ကြောင်းပြူစောတီကောင်အုတ်ချုပ်ရေးမှုစန်းသေးကစိုက်ကဲပြန်ပေးရင်ကမာယုမျိုးနဲ့ရေစကန်ထံကိုတွားရောက်တောင်းခံခဲ့ပေမဲ့မရရှိခဲ့ကြောင်းသိရှိရပါတယ်။ ထို့ကြောင့်လှိုင်မြို့နယ်မှာပြူစောတိခေါင်းဆောင်တဲ့အဖွဲ့ဝင်များဖြစ်ကြတဲ့လှိုင်မြို့နယ်၈ရက်ကွက်အုတ်ချုပ်ရေးမှုစံထေလှိုင်မြို့နယ်၆ရက်ကွက်အုတ်ချုပ်ရေးမှုကျော်သူလှိုင်မြို့နယ်၁၀ရက်ကွက်အုတ်ကြီးတန့်စင်ဦးနဲ့ပြူစောတိအဖွဲ့ဝင်၂၀ဦးခန့်က၎င်းတို့ကိုတက်ဆင်ထားတဲ့တနက်များယူဆောင်ပြီးကမာရွတ်မြို့နယ်ရဲစခန်းကိုမေလ၂၅ရက်နေ့ည၁၇နာရီဝန်းကျင်အချိန်မှာရောက်ရှိခဲ့ကြကြောင်းသိရှိရပါတယ်။မေလ၂၅ရက်နေ့ညတကောင်အချိန်မှာကမာရွတ်မြို့နယ်ရဲစခန်းကိုရောက်ရှိလာတဲ့အခါမှာတော့ပြူစောတိအဖွဲ့ကတနက်ပစ်ဖောက်ပြီးစိုက်ကဲပြန်ပေးရန်တောင်းခံခဲ့ကြောင်း ကမာရွတ်မြို့နယ်ရင်းမှုနယ်အဖွဲ့ကလိုင်စင်းမဲ့စိုက်ကယ်ဖြစ်တဲ့အတွက်ဖမ်းဆီးခြင်းဖြစ်ကြောင်းပြောဆိုရမှပြူစောတီအဖွဲ့ဝင်များနဲ့ရဲများအကြရိုက်နှက်မှုများဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။မေလ25ရက်နေ့ည7:09မိနစ်အချိန်မှာတနက်တန်သုံးချက်စဖောက်တယ်။ပြီးတော့ရဲကားတွေအကုန်ဝင်လာတယ်။ခဏနေတော့အင်စီကားတွေနဲ့လူတွေအများကြီးရောက်လာတယ်။ပြူတွေနဲ့ရဲတွေရိုက်ကြနှက်ကြတာပြူတွေဘက်ကလည်းထိသွားတယ်။ရဲတွေဘက်ကလည်းနှစ်ဦးလောက်ထိသွားတယ်။ခဏကြာတော့တက်နေမှုပါရောက်လာတယ်လို့ဒေတာသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ကမာယွတ်မြို့နယ်ရဲတပ်ဖွဲ့ကစကန်အတွင်းကိုလာရောက်တောင်းကျမ်းခဲ့တဲ့ပြူစောတီအဖွဲ့ဝင်များကိုဖမ်းဆီးပြီးတာဝန်ဝတ္တရားနှောက်ယှက်မှုလုံခြုံရေးတည်ပါစေမှုအပါအဝင်နိုင်ငံဝန်ထမ်းကိုနှောက်ယှက်တဲ့အမှုများနဲ့ဖမ်းဆီးတရားစွဲဆိုရန်ပြင်ဆင်ခဲ့ကြောင်းတို့ရမှာတော့ကမာယွတ်မြို့နယ်နဲ့လိုင်မြို့နယ်တို့ကိုလုံခြုံရေးတာဝန်ယူထားတဲ့စစ်တပ်တာဝန်ရှိသူကပြူစောတီများကိုပြန်လွှတ်ပေးရန်ညှိနှိုင်းဖြည့်ရှင်ပေးခဲ့ပြီးတင်းမပေါက်ကြစေရန်အချင်းချင်းညှိနှိုင်းဆောင်ရွက်ကြရန်ကြားဝင်ဖြန့်ပြေခဲ့ကြောင်းသိရှိရပါတယ်အကြံဖတ်စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ခိုဆိုလူရက်ထောင်ထွက်လူမိုက်များကိုပြူစောတီများဖြစ်လက်သက်မွေးပြီးလက်နက်တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တဲကုန်းမြို့နယ်မှာပြူစောတီမြို့အောင်ကိုလုံခြုံရေးတာဝန်ချိန်နောက်ကျမှုနဲ့စစ်သားများကအပြစ်ပေးရိုက်နှက်ရမလက်လွန်သိမ့်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းတဲကုန်းမြို့နယ်မှာကင်းဆောင်ရန်တာဝန်ယူထားတဲ့ပြူစောတိမျိုးအောင်ကိုတာဝန်ချိန်နောက်ကျမှုနဲ့စစ်သားများကအပြစ်ပေးရိုက်နေရမှလက်လွန်သိမ်းဆုံးသွားကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်ဂျမနီဇွန်လ23ရက်နေ့နနက်9:00နာရီအချိန်မှာတဲကုန်းမြို့နယ်အမတ်တရက်ကွက်ရဲ့ပြည်သူ့စစ်လုံခြုံရေးအဖွဲ့ဝင်ဖြစ်တဲ့ပြူစောတိမျိုးအောင်ကိုတာဝန်ချိန်နှောက်ချမှုနဲ့စစ်သားများကရိုက်နှက်အပြစ်ပေးစင်မှာလက်လွန်သိမ်းဆုပ်ခဲ့ခြင်းဖြစ်ကြောင်းသိမ်းဆုပ်သွားပြီးနောက်စစ်တပ်ကတပ်ဆိုင်ရာမိသားစုများထံကိုအကြောင်းကြားလာကြောင်းသိရှိရပါတယ်။ တဲကုံမျိုးအမတ်တိရက်ကွက်မှာနေတဲ့မျိုးအောင်ရော သူ့ညီနဲ့သူ့အဖေအပါအဝင်၃ဦးစလုံးကပြူစောတိပြည်သူစစ်တွေပါမျိုးအောင်ကတားအကြီးအဲ့ဒါကိုလုံခြုံရေးကင်းယူဖို့တာဝန်ချိန်နောက်ကျလို့ဆိုပြီးစစ်တပ်ကအပြစ်ပေးရာကနေလက်လွန်ပြီးမသားပေါ်တိတ်ဆုံးသွားတယ်မနေ့ကမနေ့ခုနှစ်နိုင်လောက်မှတိတ်တာရိုက်နဲ့အပြစ်ပေးရာကနေလက်လွန်ပြီးတိတ်ဆုံးသွားတာလို့ဒေသပြည်သူတို့ကပြောဆိုပါတယ် တဲကုံမျိုးနယ်မှာစစ်တပ်ကလုံခြုံရေးတိုးမြင့်နေပြီးအထက်အဖြစ်ပြည်သူကာကွယ်ရေးတပ်များရဲ့နေမီစိုးမိုးမှုကျေပြန့်လာခြင်းနဲ့မြို့ပေါ်အထက်စစ်တပ်တောက်တိုင်များကိုချိန်မုံနှိမ်နေနေမှုကြောင့်စစ်တပ်နဲ့ပြူစော့တိများမှာအချိန်တိုင်းကြောက်လန့်နေကြရကြောင်းထို့ကြောင့်လုံခြုံရေးနဲ့ပတ်သက်ပြီးစစ်တပ်နဲ့ပြူစော့တိများအကြားမကြခဏဆိုးတလို့အငင်းပွားခိုက်ရန်ဖြစ်ပွားမှုများနဲ့တုတာဝန်ကိုတာဝန်လွှဲချအပြစ်တင်မှုများပေါ်ပေါက်နေကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အစ္စရေးရဲ့မြို့ကြီးတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်ပြီးအီရန်လက်တုံပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလက်တုံပြန်တဲ့အနေနဲ့အီရန်ဟာအစ္စရေးနိုင်ငံရဲ့မြို့ကြီးတွေကိုပဲ့တင်းဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ဇွန်လ23ရက်နေ့တိုက်ခိုက်မှုဟာမြေပြင်အခြေစိုက်ဒုံးကျည်အစင်းတရာနီးပါးလောက်ကိုနှစ်တုပ်ခွဲပစ်ခတ်ခဲ့တာဖြစ်ပြီးတယ်အဗင်နဲ့ဂျေရုဆလင်တို့မှာရှိနေတဲ့လူနေထူထပ်တဲ့ဧရိယာတွေကိုပိတ်မှတ်ထားခဲ့တာဖြစ်တယ်လို့အစ္စရေးကထုတ်ပြန်ပါတယ်။ အစ္စရေးစစ်တပ်ဟာအီရန်ရဲ့ဒုံးကျည်အများစုကိုကြားဖြတ်ပစ်ချနိုင်ခဲ့တဲ့အချိန်အခုတိုက်ခိုက်မှုအတွင်းထဲမှာစုစုပေါင်းလူ34ဦးလောက်ဒဏ်ရာရခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဇွန်လ23ရက်နေ့မနက်ပိုင်းမှာအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေနဲ့စစ်စခန်းတွေကိုအစ္စရေးကလေကြောင်းကနေတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးတဲ့နောက်အီရန်ကအခုလိုလက်တုံပြန်ခဲ့တာပါ။အဲ့ဒီလိုဒုံးကျည်တွေနဲ့မပစ်ခတ်ခင်မှာအီရန်ဟာအစ္စရေးကိုဒရုန်းတွေအများအပြားဆေလွတ်ပြီးလဲတိုက်ခိုက်ခဲ့ပါသေးတယ်။အီရန်ရဲ့အဓိပတိအယတ်တိုလာအလီခါမေနီက အီရန်ကိုထိပရန်ဆခဲ့တဲ့အတွက်အစ္စရေးဟာပြင်းပြင်းထန်ထန်ပြစ်ဒဏ်စီရင်ခံတိုက်တယ်လို့လည်းပြောကြားထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုမှာအီရန်ရဲ့စစ်ပတ်နဲ့အရက်ဖတ်ခေါင်းဆောင်များနျူကလ িয়ার သိပ်ပံပညာရှင်တွေပါသိဆုံးခဲ့ကြပါတယ်။အီရန်ကပြစ်ခတ်လိုက်တဲ့ဒုံးကျည်တွေကိုအစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကကြားဖြတ်ပစ်ချနေချိန်ညပိုင်းမှာကောင်းကင်ယံမှာပောက်ကွဲတံတွေစုညံပြီးအယောင်တွေထိန်လင်းသွားတယ်လို့မြေပြင်ပေါ်ကအဆောက်အုံတွေဟာလည်းတိမ့်တိမ့်တုန်နေခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။ ပြီးတော့ Tel Aviv ရောဂျေရုဆလင်မှာပါလေချောင်းအန္တရာယ်ပေးအချက်ပေးအော်အော်တန်တွေစုညံနေခဲ့ပါတယ်။မြေပြင်မှာရှိနေတဲ့ AP သတင်းတောက်တွေက Tel Aviv မှာအီရန်ရဲ့ဒုံးကျည်အနည်းဆုံးနှစ်ဆင့်ကျောက်ပောက်ကွဲခဲ့ကြောင်းကိုပြောခဲ့ပေမဲ့ထိခိုက်သေဆုံးမှုအခြေအနေအတိအကျကိုတော့မသိရှိရသေးပါဘူး။တေဒဗစ်မှာရှိတဲ့စေယုံတစ်ခုကတော့အီရန်ရဲ့ဒုတိယအတုဒုံးကျည်ပစ်ခတ်မှုတွေအပြီးလူနာ9ဦးရောက်ရှိလာကြောင်းပြောပါတယ်။အစ္စရေးရဲ့မြေပြင်ကေဇယ်ရေးအဖွဲ့တွေကတော့အီရန်ရဲ့တိုက်ခိုက်မှုအတွင်းအသေးအပြောက်မရှိသေးပေမဲ့လူ34ဦးဒဏ်ရာရတဲ့စာရင်ရရှိထားကြောင်းပြောပါတယ်။ အစ္စရေးအစိုးရဟာအီရန်ကနျူကလ িয়ার လက်နက်တွေထုတ်လုပ်နိုင်ဖို့တရင်ပတ်အနေငယ်အထိနီးကပ်လာတဲ့အတွက်လက်ဦးမှုရယူတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အီရန်သားနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်သွားရင်အစ္စရေးရဲ့ရှင်တန်ရက်တည်မှုကိုအကြီးအကျယ်ချိမ့်ချောက်လာနိုင်တာကြောင့်အဲ့ဒီချိမ့်ချောက်မှုကိုကြိုတင်ရှင်းလင်းလိုက်တာလို့လည်းအစ္စရေးကဆိုပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကအီရန်ကပြစ်မှတ်တွေကိုတိုက်ခတ်ခဲ့တဲ့စစ်စင်ရေးတွေမပြီးဆုံးသေးပဲလိုအပ်ရင်လိုအပ်သလောက်နောက်ထပ်နေ့ရက်တွေအချိန်ယူပြီးဆက်လက်အကောင့်ထည့်ပေါ်နေမယ်လို့လည်းသတိပေးထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အစ္စရေးရဲ့စစ်စင်ရေးအထူးအောင်မြင်တယ်လို့ထရန့်ပြောအချိန်မနှောင်းခင်ညှိနှိုင်းဖို့အီရန်ကိုတတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရန်ကိုအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအကြီးအကျယ်အောင်မြင်ခဲ့တဲ့စစ်စင်ရေးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချီးကျူးလိုက်ပြီးအီရန်အနေနဲ့ဘာတစ်ခုမှအဖက်ဆဲစရာမကြံတော့တဲ့အထိအဆင့်ကိုမရောက်ခင်မှာညှိနှိုင်းမှုတွေလှုပ်တင်ပြီးလို့ပြောကြားသွားပါတယ်။အီရန်ရဲ့နျူကလ িয়ার နည်းပညာမြင့်တင်မှုတွေကိုထိန်းချုပ်ဖို့ အမေရိကန်ကထိတွေ့ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့နောက်ဇွန်လ23ရက်နေ့မှာအစ္စရေးကအီရန်ပိုင်နယ်ထဲကနျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အုံတွေစစ်စခန်းတွေနဲ့လက်နက်စနစ်တွေကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။အစ္စရေးကအီရန်သားနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်လာနိုင်မယ်ဆိုရင်အစ္စရေးရဲ့ရှင်သန်ရည်တည်မှုကိုချင်းချောက်လာမှာဖြစ်တဲ့အတွက်အဲ့ဒီချင်းချောက်မှုကိုဖျက်ဆီးဖို့စစ်စင်ရေးလှုပ်ဆောင်ခဲ့တာလို့ကြေညာထားပါတယ်။ညာဘက်မှာအီရန်ကအစ္စရေးကိုဒုံးကျည်တွေနဲ့လက်တုံပြန်ပစ်ခတ်ခဲ့တာကြောင့် ဂျေရုရှလင်နဲ့ထဲလဗစ်မြို့တွေမှာထိခိုက်ပျက်စီးမှုတွေဒဏ်ရာရရှိမှုတွေရှိလာခဲ့ပါတယ်။ CNN သတင်းဌာနကအီရန်အစ္စရေးအရေးနဲ့ပတ်သက်လို့အစ္စရေးရဲ့အမာဂန်မဟာမိတ် American သမ္မတ Trump ကိုဖုန်းဆက်ပြီး interview တဲ့အခါမှာတော့ Trump ကသူ့အနေနဲ့တေချာပေါက်အစ္စရေးဘက်ကထောက်ခံရည်တည်ရမှာဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။နောက်ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုဟာရလက်ပိုင်းအရအရန်အောင်မြင်တဲ့စစ်စင်ရေးမျိုးဖြစ်ခဲ့တယ်လို့ Trump ကဆိုပါတယ်။အစ္စရေးစစ်တပ်ကအဲ့ဒီတိုက်ခိုက်မှုမှာတိုက်လေရင်အစီ900လောက်ကိုအသုံးပြုခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ထရမ့်ကအီရန်အနေနဲ့သူပြောထားတဲ့စကားတွေကိုတေချာနားထောင်ခဲ့တဲ့ကြောင်းသဘောတူညီမှုတစ်ခုခုရယူနိုင်ဖို့အီရန်ကိုသူကအချိန်ရက်60တက်မှတ်ပြီးစောင့်ပေးခဲ့ကြောင်းအခုတော့61ရက်မြောက်နေ့ဖြစ်သွားပြီဖြစ်ကြောင်းပြောပါတယ်။တနည်းအားဖြင့်သူအချိန်ပေးခဲ့တဲ့တက်မှတ်ကာလအကုန်မှာအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့တယ်လို့ထရမ့်ကဆိုလိုဟန်ရှိပါတယ်။အခုတော့အီရန်ဟာအရာရာအရင်နောက်ကျမသွားခင်မှာအချိန်ဤကိုနားလည်ပြီးဆွေးနွေးပွဲစပွဲဝိုင်းစီပြန်လာတင့်ပြီဖြစ်ကြောင်း အီရန်မှာသူတိထားတဲ့အရန်သဘောထားတင်းမာတဲ့သူတွေကတော့တေကုံပြီးဖြစ်ကြောင်းလဲထရမ့်ကပြောပါတယ်။ထရမ့်မှာအီရန်အနေနဲ့ဘာမှမကြံတော့တဲ့အဆင့်ထိဖြစ်မသွားခင်နျူကလ িয়ার အရေးဆွေးနွေးသဘောတူညီမှုတစ်ခုကိုရှာဖွေနေသင့်ပြီဖြစ်ကြောင်းမဟုတ်ရင်အစ္စရေးစီကတိုက်ခိုက်မှုတွေဟာပိုပြီးကြမ်းကြမ်းတန်းတန်းပြင်းထန်လာနိုင်ကြောင်းလဲလူမှုကွန်ရက်ပေါ်မှာသတိပေးရေးသားထားခဲ့ပါသေးတယ် တဖက်မှာတော့ Trump ရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Marco Rubio ကတော့တမန်တော်နဲ့ရှင်ရင်ပူပြော့ပြောင်းတဲ့အတုံးနှုံးမျိုးကိုရွေးချယ်ခဲ့ပြီး Israel က Iran ကိုတိုက်ခိုက်တဲ့ကိစ္စမှာ American ရဲ့တိုက်ရိုက်ပတ်သက်မှုလုံးဝမရှိကြောင်းညင်းဆိုခဲ့ပါတယ်။ Israel ဟာ Iran အပေါ်ကိုတဖက်သက်အရေးယူဆုံးဖြတ်မှုတစ်ခုလှုပ်ဆောင်ခဲ့ကြောင်း Iran အပေါ်တိုက်ခိုက်မှုမှာ American ကလုံးဝပါဝင်ပတ်သက်မှုမရှိခဲ့တယ်လို့ American ရဲ့လက်ရှိဦးစားပေးရည်မှန်းချက်ဟာဒေတာတွင်းမှာဖြန့်ကျက်ထားတဲ့ American တပ်တွေရဲ့လုံခြုံရေးတာဖြစ်ကြောင်း Ruby Ro ကပြောကြားထားခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ရွံ့ရေစခန်းမှာရေတက်ချက်တူကလက်နက်နဲ့အတူမိသားစုလိုက်အလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရွံ့ရေစခန်းမှာရေတက်ချက်တူကလက်နက်ခဲရဲနဲ့အတူမိသားစုကိုပါခေါ်ဆောင်လာပြီးဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ရင်းမာပင်ခရိုင်တရင်အမှတ်30 ADPR တွေကယမန်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ12ရက်နေ့မှာကြောက်ရွံ့ရေစခန်းမှာစစ်ကောင်စီရေတက်ချက်ကြော်မင်းရဟမိသားစုကိုပါခေါ်ဆောင်လာပြီး MA13 BA94 အမျိုးအစားတနက်တလန်း ကိုမမကြီးအတောင်30ကြီပေါက်တစ်ခုလုံးနဲ့အတူဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်နက်ခဲယံနဲ့အတူအလင်းဝင်လာတာကြောင့်ထိုက်တဲ့စုကြီးငွေရရှိဖို့အတွက် NUG MOD ကိုတင်ပြဆောင်ရွက်ထားကြောင်းနဲ့အလင်းဝင်လာတဲ့မိသားစုကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့အလုတ်လုတ်ကင်လိုပါကလည်းလုတ်ကင်နိုင်ဖို့ကူညီဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။ထပ်မံအလင်းဝင်ရောက်လာမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြိုးစားတော့မှာဖြစ်ပြီး လက်နက်ယူဆောင်လာပါကထိုက်တဲ့စွန့်ငွေချင်းမြင့်သွားမှဖြစ်ပေမဲ့တိုက်ပွဲအတွင်းရောက်မှလက်နက်ချပါကစစ်တုံးမှန်အဖြစ်သာဖန်စီအေးယူမှဖြစ်တယ်လို့ရင်းမာပင်ခရိုင်တပ်ရင်း30ကအတိပေးထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မော်လမြိုင်မြို့မှာရှိတဲ့ပြည်내အစိုးရရုံးနဲ့ဝန်ကြီးအိမ်ရာကိုဒရုန်းနဲ့ပုံကျစ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိနှုတ်သိမ်းဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ပြည်နယ်အစိုးရနဲ့ဝန်ကြီးအင်ယံကို drone နဲ့ပုံကျစ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှအရာရှိနှုတ်သိမ်းဆုံးခဲ့ကြောင်း Soul Dragon Drone Force SDDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇွန်လ12ရက်နေ့မွန်လယ်3နာရီခန့်မှာမော်လမြိုင်မြို့နယ်မှာရှိတဲ့ပြည်နယ်အစိုးရရုံးနဲ့ဝန်ကြီးအင်ယံကိုတော်လန်ကြီးတပ်ဖွဲ့များက drone နဲ့ပုံကျစ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်ဥပဒေချုပ်အိမ်ကိုထိမှန်ခဲ့ကအကျန်းဖတ်စစ်တပ်ဘက်မှအရာရှိနှစ်ဦးသေဆုံးခဲ့ပြီးအကျန်းဖတ်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးများဒရုန်းများနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေဘက်ကအရာရှိနှစ်ကောင်သေဆုံးတယ်လို့သိရတယ်။ပြည်သူတွေအထိခိုက်တော့မရှိပါဘူး။ကျွန်တော်တို့ဘက်ကစစ်ခွေးတွေကလက်နက်ကြီးတွေဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်တာတော့ရှိခဲ့ပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Soul Dragon Drone Force STDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Saw Dragon Drone Force STDF ရှာတူဝနီးပညာတပ်ဖွဲ့ Alpha Bats Drone Force Sky Warriors Drone Force နဲ့ဒေတာခံမွန်ပြည်နယ်ပကပတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာ